တိုင်ကူပြည်အသင်းငယ်လေးကိုဂိုးပြတ်နိုင်သွားတဲ့ဘာစီလိုနာအားလုံးဝမင်္ဂလာပါညကရှင်မြေကစားခဲ့တဲ့ချန်ပီယံလီဂ်ပွဲစဉ်မှာဘာစီလိုနာအသင်းကတော့ပြောချင်စရာဖြစ်အောင်ကိုတိုင်ကူပေးသွားတယ်လို့ပဲဆိုရမှာပါကွင်းလေတိုင်းအနေနဲ့ဂရိနိုင်ငံရဲ့အသင်းငယ်လေးကိုတော့မချန်ရုပ်ပြစေးပြကြီးဘာစီလိုနာကိုပတ်လိုက်တာကတော့တော်လေးကိုရုပ်ပေါက်လွန်းပါတယ်ကာဆာဒိုရဲ့ဟန်ဆောင်လက်ချောင်းကဖောင်းဖောတော်အပေးသိမ့်ခဲ့ပဲဒါကိုကွင်းလေတိုင်းလူကြီးကဒုတိယဝါကပ်ပြတ်သားခဲ့ပြီးအိုလံပီယာကိုကစားသမားကိုထုတ်ပယ်ပြစ်လိုက်တာပါဒါကြောင့်ဂရိကလပ်အသင်းငယ်လေးကမြဘာစီလိုနာကိုမှနေကင်းကြောင်တော်ကြီးတိုင်ပတ်လိုက်ခံခဲ့ရတာ6-2ဆိုတဲ့ရလနဲ့ဂိုးပြတ်ရှုံးနေသွားခဲ့ရတာပဲဖြစ်ပါတယ်ဘာစီလိုနာတို့က မိုးတွေကိုတော့ရပ်ဖို့ရမယ်ဘာမင်လိုဘက်တို့ကသွေးယူပေးသွားခဲ့ဘာမင်လိုဘက်ဆိုရင်အက်ဒရပါရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီပတ်စမှာဘာစီလိုနာတို့က၄နှစ်၃နှစ်ပုံစံနဲ့ပဲပွဲထွက်လာခဲ့ပြီးအထောင်တိုက်စစ်မှာရပ်ဖို့ကိုအသုံးပြုခဲ့ကလာမေးရမယ်ဖန်တန်တဲ့ဘာမင်လိုဘက်တို့နဲ့တွဲပြီးလာခဲ့တာဖြစ်ပါတယ်ကိုယ်နဲ့ပိုင်းမှာတော့ကက်ဆာတို့ဘက်တရီတွဲကိုအသုံးပြုခဲ့ပြီးခက်စပိုင်းမှာတော့ကူပါစီအဲရီကာစီယာကွန်တီဘလိတ်တို့နဲ့ကင်းချင်းလာခဲ့တာဖြစ်ပါတယ်ကွဲဆာမာဂရက်ကအသင်းကြီးနဲ့အသင်းလေးဖြစ်တာနဲ့အညီဘာစီတို့ကပဲတောက်လျှောက်ပြားပေးတိုက်စစ်ဆင်နေခဲ့ပြီးပွဲချိန်9မိနစ်မှာတည်းဘာမင်လိုဘက်ရဲ့အသွင်းကုန်းနဲ့ဘာစီတို့ဥဆောင်ကိုဇက်တင်ရရှိခဲ့တာဖြစ်ပါတယ်အဲ နောက်ပွဲချိန်39မိနစ်အရောက်မှာလဲလူငယ်ကစားသမားလေးဖာနာသက်ရဲ့ဖန်တီမှုကတစ်စီရင်ဖာမင်လိုဘက်ကဒုတိယမြောက်ဦးဆောင်ဦးကိုတက်မဲ့သွေးယူသွားခဲ့ပြီးဘာစီတို့ပရမပိုင်းမှာနှစ်ခုပြတိဦးဆောင်ထားနိုင်ခဲ့တာပါဒုတိယပိုင်းမှာတော့ဂရိကလက်အိုလံပီယာကိုအသင်းအနေနဲ့ခြေပါကိုရရှိဖို့ကြိုးစားလာတာကိုမြင်တွေ့ခဲ့ရပြီးပွဲချိန်54မိနစ်အရောက်မှာတော့ပနတီကတစ်စင်ခြေပါကိုတခုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်အိုလံပီယာကိုအသင်းအနေနဲ့ခြေပါကိုရရှိပြီးတဲ့နောက်3မိနစ်ကြာမှာပဲဒိုင်ဖက်လိုက်ချင်းကိုခံခဲ့ရပြီးကိုလင်နိုင်ရဲ့ညင်ပေါ်ပေရဆုံးဖြတ်ချက်နဲ့တူကစားသမားတယောက်ထုတ်ပေးခံခဲ့ရပါတယ်အဲဒီနောက်ပွဲကဘာစီလိုနာရဲ့ပွဲဖြစ်သွားခဲ့ပြီး68မိနစ်မှာပနတီက တဆင်ရာမေကတကိုးသွေးယူသွားခဲ့တယ်လို့84မိနစ်အရောက်မလဲရပ်ဘော့ကဘာစီလိုအတွက်လီဂိုမြောက်ဥဆောင်ကိုသွေးယူပေးသွားခဲ့တာပါအေရှင်ဘာစီလိုနာတို့အနေနဲ့ပွဲကိုဒီလောက်နဲ့ပဲမရက်တက်နိုင်ခဲ့ပေ86မိနစ်နဲ့86မိနစ်တို့မှာဖာမေလိုပက်နဲ့ရပ်ဘော့တို့ကနောက်ထပ်တကိုးစီထပ်မံသွေးယူသွားခဲ့ပြီးဂရိကလက်အိုလံပီယာကိုအသင်းကိုဂိုးရစင်ဝဲသွေးယူကဂိုးပြတ်နိုင်မဲ့ပေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ပွဲကြောင့်ဘာစီလိုကချန်ပီယံလီဂ်၃ပွဲကစားပြီးချိန်မှာ၂ပွဲနိုင်တဲ့ပွဲရှုံးနဲ့အမပေးစီယာအစဉ်ကိုနေရာတီကိုလည်းတလန်းလာနိုင်ခဲ့ပြီးဖြစ်ပါတယ်